ဒါပေမဲ့ကျွန်တော်ဒီနေ့သင်ပြချင်တဲ့ SC ကြတော့ခုနကျွန်တော်ပြောသလိုပဲအဲဒီယတဖြစ်တဲ့ SC ကိုကျွန်တော်ပြောချင်တာပေါ့နော်အဲ့တော့ဒီ SC ဆိုတဲ့စကားလုံးကလည်းကျွန်တော်တို့ကအင်္ဂလိပ်စကားလုံး SC ဆိုတဲ့ဟာနေကျွန်တော်တိုက်ရိုက်ကျွန်တော်ဒီမွေးစားလိုက်တဲ့စကားလုံးတစ်ခုကျွန်တော်ဖြစ်ပါတယ်ပေါ့နော်ဒီဟာကဟိုမြန်မာစာမှာမြန်မာစကားလုံးဖြစ်လာတဲ့မြန်မာစာမှာဟောဖြစ်လာတဲ့ဒီမွေးစားလိုက်တဲ့စကားလုံးပေါ့နော်။ဘာနဲ့တူလဲဆိုရင်ကျွန်တော်ကွန်ပျူတာလိုဟာမျိုး၊အေဒါလိုဟာမျိုး၊ဂျာနယ်လိုဟာမျိုးပေါ့နော်။အဲ့လိုတုံးခဲ့တဲ့ကိစ္စမျိုးဖြစ်တယ် ဒါပေမဲ့အစောပိုင်းခါလာတွေမှာအစောပိုင်းအချိန်တွေမှာကျွန်တော်တို့ကအဆေးဆိုတဲ့ဟာကြီးတိုက်ရိုက်ဖြစ်လာတယ်မဟုတ်ဘူးပေါ့နော်ဒီမြန်မာစာပေမှာအဆေးဆိုတဲ့ဟာရောက်လာတဲ့အချိန်မှာရှေ့ရဆရာကြီးတွေကအဲ့ဒါဟိုစာတန်းလို့ပြောခဲ့တဲ့ဟာမျိုးကြီးရှိတယ်ကျွန်တော်စာတန်းငယ်လို့ပြောခဲ့တာရှိတယ်ရတစာတန်းငယ်လို့ပြောခဲ့တဲ့ဟာရှိတယ်စာညွန့်လို့ကျွန်တော်ပြောခဲ့တဲ့ဟာတွေရှိတယ်စာမွန်ဆိုပြီးကျွန်တော်ပြောခဲ့တဲ့ဟာရှိတယ်ပေါ့နော်ဆိုတော့ဒီလိုအများကြီးကျွန်တော်တို့ဟို ကိုပိုင်မြန်မာသားမှာရှိတဲ့စာလုံးတွေနဲ့ကျွန်တော်တို့သုံးပြီးတော့ဟိုဖြစ်ခဲ့တဲ့ဟာမျိုးကြီးလေကျွန်တော်တို့ဟိုရှိခဲ့တဲ့အကြောင်းအရာတွေရှိပါတယ်။ဆရာကြီးတွေကလည်းပြောအဲ့လိုစ조사ခဲ့တဲ့ဟာတွေရှိတယ်ပေါ့နော်။အဲ့တော့ဒါမျိုးကိုလည်းကျွန်တော်အခုချိန်ထိမှလည်းသုံးနေကြတာရှိတယ်ပေါ့နော်။ဒါမဲ့ကျွန်တော်တို့အသုံးတွင်ကျမှုနဲ့အများသုံးရတဲ့ကိစ္စတွေအားလုံးကတော့ဘာတွေဖြစ်လာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကတက်ဆေးဆိုတဲ့စကားလုံးကိုကျွန်တော်သုံးလာကြတာပေါ့နော်။ဆိုတော့အဲ့လိုမျိုးကျွန်တော်တို့ဟိုဖြစ်လာတဲ့ဟာမျိုးအခြေအနေမျိုးကိုကျွန်တော်တို့ဟိုတွေ့ရတယ်ပေါ့နော်။ဆိုတော့အဲ့ ဒီစာပေနဲ့ပတ်သက်တဲ့ဘာသာစကားနဲ့ဒါတော့ခုနပြောတဲ့ဒီအတုံးလို့ဘာလို့ကိစ္စကြီးလဲ language ဆိုဆိုင်တဲ့ဘာသာစကားနဲ့ပတ်သက်တဲ့ဟာကြီးကျွန်တော်ဖြစ်သွားတာပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ကမွေးစားစကားလုံးပဲတုံးရသည်ဖြစ်စေလာမူဒီဗမာစာကိုမြန်မာမှုပြုတ်ပြီးတော့ပေါ့နော်မြန်မာမှာရှိပြီးသားစကားလုံးကိုတုံးရသည်ဖြစ်စေပေါ့နော်ဘယ်လိုအတုံးမဲ့ဖြစ်ဖြစ်အတုံးတွင်ကျဲမှုနဲ့ဒီဟိုဟာဒီဒါဒါအဓိကကြတယ်ပေါ့နော်တခါကမှကျွန်တော်တို့ကကို ဒီတခုတည်းမဟုတ်ဘူးပေါ့နော်ခုမြန်မာစာအတန်းအဝိုင်းတခုတည်းမဟုတ်ဘဲနဲ့နိုင်ငံတကာစာပေတိုင်းဝိုင်းဒီဒီဒေတာတွေမှာရှိရဲ့စာပေတိုင်းဝိုင်းနဲ့ဆက်ဆက်လာတဲ့အခါမှာကျွန်တော်တို့ကတချို့သောစကားလုံးတွေဟာအဆေးလို့ပြောလိုက်တဲ့ဟာကတခြားဒီမြန်မာစာမဟုတ်တဲ့မြန်မာမဟုတ်တဲ့တခြားလူကလည်းဒီအားကိုကျွန်တော်နားလည်နိုင်တဲ့အခြေအနေမျိုးကျွန်တော်တွေ့နိုင်တယ်ပေါ့နော်ဒါကြောင့်မို့ဒီအတုံးမှာတော့ဘလို့အတုံးမဲ့ဖြစ်စီဟလာအဆေးဆိုတဲ့စကားလုံးကလည်းလူနဲ့ရင်းနှီးသားလည်းဖြစ်တယ်အကျွမ်းတဝိုင်းလည်းဖြစ်တယ်အများစုလည်းအတုံးသိမြင်တာဖြစ်တဲ့အတွက်ဘလို့အတုံးမျိုးတုံးတည်ဖြစ်စီပေါ့နော်ဒီ တကယ်တမ်းကျွန်တော်တို့ဒီအနှစ်သာရရှိမှုနဲ့ကျေပြန့်မှုနဲ့ဒီအရာရောက်မှုဟာအရေးကြီးတယ်လို့ကျွန်တော်ကိုပိုင်ကိုပိုင်အဲ့လိုမျိုးလေးတွစ်ခေါ်တယ်ပေါ့နော်ဒါပေမဲ့တစ်ဖက်မှာလည်းတစ်ခါမှဆရာကြီးတွေစူးစမ်းခဲ့တဲ့ဟာလည်းတားလှတယ်ပေါ့နော်မစာတန်းတို့ဆိုတဲ့ဟာမျိုးစာတန်းဆိုလည်းကျွန်တော်တို့ကဘာဖြစ်သွားလဲဆိုတော့ တက္ကသိုလ်မှာရေးကြတဲ့စာတန်းတွေရှိတယ်ပေါ့နော်။ဟောပညာရေးဆိုင်ရာမှာရေးကြတဲ့စာတန်းတွေ။ဒါနဲ့ကျွန်တော်ရောထွေးမှာဆိုးတဲ့အတွက်စာတန်းငယ်ရယ်ဆိုပြီးလုတ်ခဲ့တာဟာလည်းရှိတယ်။စာမွန်းတို့စာညွန့်တို့ပေါ့နော်။ဒါမျိုးတွေကျွန်တော်လုတ်ခဲ့တာ။အမတန်လှတယ်အမတန်ချစ်စရာကောင်းတယ်။ဒါပေမဲ့အသုံးတွင်ကျင်မှုရကျွန်တော်တို့က essay ဆိုတဲ့ဟာမျိုးဖြစ်နေတာပေါ့နော်။ဒါကြောင့်မို့ကျွန်တော်ကိုယ်တိုင်လည်းဒီနေ့ပြောတဲ့အခါမှာကျွန်တော် essay သမားဆိုတဲ့ခေါင်းစဉ်မျိုးလေးရွေးချယ်ပြီးတော့ကျွန်တော်ပြောတာပေါ့နော်။အဲ့တော့ကျွန်တော်တို့က essay ကတခြားစာပေနဲ့ဘာကွာတယ်လဲဆိုတဲ့အခါမှာကျွန်တော်တို့စုမှာအာဒီ စာပတ်ပရိသတ်နဲ့အရင်းအနှီးဆုံးဖြစ်တဲ့အကြောင်းဝင်ဆုံးဖြစ်တဲ့ဝတ္ထုဆိုတဲ့ဟာနဲ့ကျွန်တော်နှိုင်းရှင်ပြီးတော့ကျွန်တော်ပြောပြချင်တာပေါ့နော်။ဆိုတော့ဝတ္ထုနဲ့နှိုင်းရှင်ပြောကြရတဲ့ခါမှာတစ်ခါမှကျွန်တော်ဘာဖြစ်တတ်တယ်လဲဆိုတော့ဝတ္ထုကကောင်းတာလားအစေးရကောင်းတာလားမဟုတ်ဘူးကျွန်တော်အဲ့ဒါကိုပြောချင်တာမဟုတ်ဘူးပေါ့နော်။ဝတ္ထုကပဲအဲအနုပညာဖြစ်တာလားအစေးရပဲအနုပညာဖြစ်တာလားဒါလည်းကျွန်တော်ပြောချင်တာမဟုတ်ဘူးပေါ့နော်။ဆိုဝတ္ထုနဲ့အစင်းနဲ့ခါမှာကျွန်တော်နှိုင်းရှင်ပြီးတော့ပြောချင်ကြတာမဟုတ်ဘူးပေါ့နော်။တဘောကဝတ္ထုဒီဝတ္ထုပုံစံတစ်ခုရှိတယ်။အစင်းဒီအစင်းပုံစံကျွန်တော်တို့တစ်ခုရှိတယ်ပေါ့နော်။ သူ့အလှတရားနဲ့သူရှိတယ်ဒါဆိုကျွန်တော်ဘာလို့ရှင်ပြောတာလဲဆိုတဲ့အခါမှာကျွန်တော်တို့ ਨੇ ယင်းနီးကျောင်းဝင်ပြီးသားဖြစ်နေတဲ့စာဖတ်တဲ့သူတွေစာပေမြန်နူးတဲ့လူတွေအားလုံး ਨੇ ယင်းနီးကျောင်းဝင်တာဖြစ်တဲ့ဟာတစ်ခု ਨੇ အစိမ့်နဲ့ဘာကွာလဲဆိုတာကွာခြားချက်ကလေးကိုထင်တမ်းမြေသာရှိအောင်လို့ကျွန်တော်ပြောပြချင်တာဖြစ်တဲ့အတွက်ဒါနှိုင်းရှင်ပြီးတော့ပြောပြတာပါနော်အဲရှင်ပြီးတော့ပြလိုက်တဲ့အခါမှာကျွန်တော်ကဒီဘက်အလှတရားကိုလည်းမြင်ရမယ်ဟိုဘက်အလှတရားကိုလည်းမြင်ရမယ်ဆိုတဲ့ခါမျိုးသဘောတည်းကျွန်တော်ကပြောတာပါနော်အဲ့တော့ကျွန်တော်ကဝတ္ထုလို့ပြောလိုက်တဲ့အခါမှာ story ဆိုတဲ့ဟာမျိုးကျွန်တော်ပြောကြတယ်ပေါ့နော် ဒီဆိုရင်ဆက်အတုံးကရုပ်ရှင်တွေပဲမှာလဲကျွန်တော်သုံးတာရှိတယ်အဲ့ဒါကြံတဲ့ကျွန်တော်တို့ဟို visual နဲ့ပတ်သက်တဲ့ဟာမျိုးတွေမှာလဲကျွန်တော်သုံးတာရှိတယ်တခြားပြဿတ်လိုဟာမျိုးတွေမှာလဲကျွန်တော်သုံးတာမျိုးရှိတယ်ကျွန်တော်စာပေမှာလဲ story ဆိုတာသုံးတယ်ပေါ့နော်ကျွန်တော်တို့ကတော့ဒီမှာဝတ္ထုဆိုတဲ့ဟာမျိုးကိုပြောတယ်ပေါ့နော်အဲ့တော့နိုင်ငံတကာအဝန်းဝိုင်းမှာကျွန်တော်မြင်တွေ့ရတဲ့ဟာမှာတော့ဝတ္ထုနဲ့ပတ်သက်တဲ့ဟာမှာကျွန်တော်တို့ကလေးမျိုးလောက်ကျွန်တော်ခွဲတာကိုကျွန်တော်တွေ့ရတယ်ပေါ့နော်ဆိုတော့ဘာလဲဆိုရင်တော့လုံချင်းဝတ္ထုဆိုတဲ့ဟာမျိုးပေါ့ဝတ္ထုစာအုပ်အထူးကြီးတွေပေါ့စာမျက်နှာ150 200ရှိမြဲ ဇလန်ဇိုင်းအိမ်ကြီးရှိမယ်ဇက်ကောင်တွေအများကြီးပါမယ်စက်တင်တွေအများကြီးပါမယ်ပေါ့နော်လုံချင်းဝတ်ထူကြီးတွေပေါ့တချို့ရယ်ဆိုလို့ရှိရင်စောက်တွေအများကြီးလောက်ရတာရှိတယ်စောက်တွေအများကြီးထွက်ရတာပေါ့နော်ဒီဒီစောက်နာမည်တစ်ခုတည်းကိုပဲအာဟိုဒီဇက်ကောင်နဲ့ဇိုင်းအိမ်ကြီးအကြီးဖြစ်လို့အတွက်ဒါဒါကြီးကိုကျွန်တော်စောက်တွေအများကြီးထုတ်ပြီးတော့စီးလိုက်ကြီးပေါ့နော်အဲ့လိုမျိုးတွားတဲ့ဟာမျိုးလည်းကျွန်တော်ရှိရယ်အဲ့နောက်တစ်ခါတော့ခုနတောက်အုပ်သေးထုတ်ထားတဲ့ဇာတ်အထူကြီးတွေပေါ့နော်အဲ့လိုမျိုးလုံချင်းဝတ္ထုတွေလည်းရှိအဲ့ဒီမှာတော့ကျွန်တော်တို့ဇက်အင်းကြီးအကြီးကြီးဖြစ်မဲ့ ဇက်ကောင်တွေအများကြီးပါမယ်နောက်ခံအကြောင်းအရာတွေပါမယ်ခစ်အကြောင်းတွေပါမယ်ဆိုတော့เนาะဒီပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့ဟာတွေကျွန်တော်တို့အများကြီးပါမယ်ပေါ့เนาะအဲ့မှာခစ်တစ်ခုတည်းကိုရေးတာလည်းပါမယ်ခစ်သုံးလေးခုကိုရေးတာလည်းပါမယ်ဆိုတော့အဲ့လိုအကြီးကြီးကျွန်တော်တိစောက်ထားတဲ့ဟာမျိုးတွေပေါ့เนาะအဲ့မှာဇက်ကောင်ရဲ့ဇိုက်တွေပါမယ်ဇကားပြောတဲ့ဟာမျိုးတွေပါမယ်ဒါကိုလည်းကျွန်တော် လုံချင်းဝတ်ထုဆိုပြီးမြန်မာကခေါ်ကြတယ်ပေါ့เนาะအဲ့တော့အဲ့လို story မျိုးကျွန်တော်တို့အာရှိမယ် ဲနောက်တစ်ခုကျွန်တော်တို့ပါရှိမယ်ဆိုတော့ shock soul ဆိုတဲ့ဟာမျိုးပေါ့နော်အဲ shock soul ရဲ့သဘောကတော့ခုနပြောလည်းပဲဇက်ကောင်တွေလည်းအများစုပေါ့နော်ဇက်ကောင်တွေအများဆုံးအများစုကဇက်ကောင်တွေပါတယ်ဇက်အိမ်တွေရှိတယ်အဲဒီနောက်တစ်ခုကခုနပြောတဲ့ dialogue တွေကျွန်တော်တို့ပါတဲ့ဟာမျိုးကျွန်တော်ရှိတယ်ပေါ့နော်ဆိုတော့ဒါရင်မပါတဲ့ဝတ္ထုတွေလည်းကျွန်တော်ရှိပါတယ်ဒါပေမဲ့ကျွန်တော်ကအများစုရဲ့ဟာကိုကျွန်တော်ပြောတာအဲ့တော့ဝတ္ထုတွေရဲ့သဘောကတော့ရှေ့ဆရာကြီးတွေကပြောလဲဆိုတော့ဒီဝတ္ထုတွေဆိုတာတဲ့တထိုင်နဲ့ဖတ်လို့ရတယ် ်ခုနလုံးချင်းကတော့ကျွန်တော်တို့ကတထိုင်တည်းဖတ်လို့မပြီးဘူးပေါ့နော်အ ਨੇ ဆုံးစာဖတ်မြန်တယ်စာဖတ်တဲ့ဒီဖတ်တဲ့နှုံးကစကေးတာမြန်တဲ့လူတွေဆိုတော့တရက်တူအောင်နဲ့ပြီးတဲ့ဟာမျိုးလည်းရှိတယ်ကျွန်တော်ငယ်တော့ကလည်းဇာဝတ္ထုဂျီတုတ်ကိုတရက်ထင်းနဲ့ပြီးအောင်ဖတ်လိုက်တယ်ဆိုတာမျိုးရှိတယ်ဒါပေမဲ့တထိုင်တည်းတော့မပြီးဘူးပေါ့နော်အဲ့တော့ဝတ္ထုလိုကြကျွန်တော်ဘာဖြစ်လဲဆိုတော့တထိုင်တည်းပြီးတယ်ပေါ့ အဲ့တနိုင်လောက်အတွင်းမှာဒါမှမဟုတ်နိုင်ဝက်လောက်အတွင်းမှာ55မိနစ်လောက်အတွင်းမှာကျွန်တော်ဒီဝတ္ထုဝတ္ထုတို့တပုတ်ကိုကျွန်တော်တထိုင်နဲ့ဖတ်လို့ပြီးတယ်ပေါ့နော်ဆိုတော့ဒါမျိုးကိုကျွန်တော်ပြောတယ်ဒါပေမဲ့သူနောက်ကတဲ့ဇက်လိုင်းနေရှိရဇက်အင်းနေရှိရနောက်ခံအကြောင်းအရာတွေကျွန်တော်ရှိတယ် dialogue တွေရှိရဇက်ကောင်တွေကျွန်တော်အများကြီးရှိတယ်ပေါ့နော်ဆိုတော့တကောင်လေးလည်းဖြစ်နိုင်တယ်ပေါ့နော်ဒါပေမဲ့ရေဘူးရအဖြစ်ကျွန်တော်တို့အဲ့လိုပြောကြတယ်ပေါ့အဲ့ဒီနောက်တစ်ခုကကျွန်တော်ဘာပြောလဲဆိုတော့ novel လို့ခေါ်တယ်ပေါ့နော်ဆိုတော့အဲ့ဒါကတော့ကျွန်တော်ဝတ္ထုလက်လို့ပြောတဲ့ကိစ္စမျိုးရှိပါတယ်အဲ့ဒါဝတ္ထုလက်ကတော့ကျွန်တော်ဒီမှာလည်းကျွန်တော်ရေးကြတဲ့ခံမျိုးရှိတယ်အဲ့တော့ အဝတ္ထုလက်ကလွယ်လွယ်ပြောရင်တော့နားနဲ့လွယ်အောင်ပြောရလို့ရှိရင်တော့ဝတ္ထုတို့နဲ့ဝတ္ထုရှိခြားထဲမှာရှိတဲ့အမျိုးအစားပေါ့နော်ဒါကိုကျွန်တော်ဝတ္ထုလက်လို့ခေါ်တယ်အဲ့တော့ကျွန်တော်မဂ္ဂဇင်းတွေအပတန်အားကောင်းတဲ့အချိန်မဂ္ဂဇင်းတွေတအားဟိုဖြစ်တဲ့ကာလတွေပေါ့နော်ကျွန်တော်တို့လည်းဒီမဂ္ဂဇင်းကာလကိုအတိုင်းအတာတစ်ခုတည်းကျွန်တော်ဖြတ်တန်းပူရတာရှိတယ်ကျွန်တော်တို့ရှိရဇာတ်တွေဆိုလို့ရှိရင်မဂ္ဂဇင်းရွှေခစ်ဆိုတဲ့ဟာမျိုးကျွန်တော်တို့ရှိခဲ့ပူရပေါ့နော်ဆိုတော့အဲ့ဒီကာလတွေမှာဆိုလို့ရှိရင်လည်းကျွန်တော်ကဝတ္ထုလက်ကိုကျွန်တော်မဂ္ဂဇင်းဝတ္ထုရှိရေးဆိုပြီးတော့ ရေးတဲ့ဟာမျိုးလေးရှိတယ်မဂ္ဂဇင်းမှာထည့်တဲ့ဝတ္ထုရှိပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးကျွန်တော်တို့ဟိုတွေ့ရတဲ့ဟာမျိုးရှိတယ်ပေါ့နော်နောက်တစ်ခုကဒီနေ့ခေတ်မှာလည်းဒါတော့တော်တော်များရေးကြတဲ့ဆရာကြီးရှိပါတယ်ပေါ့နော်အဲဒီ micro shock story ဆိုတာဟာ shock ဆိုအတူလေးတွေပေါ့တူတူလေးတွေအဲ့ဒါအတော့ခုနပြောတဲ့ဝတ္ထုတွေတက်ကိုပုံပြီးမြန်မြန်ဖတ်နိုင်တယ်တခါကျရင်7 minutes 15 minutes တော့လည်းပြီးသွားနိုင်တယ်ဖြစ်နိုင်တာပေါ့နော်